တရင်ပဲသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရခန့်အပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့စကောက်စီကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲတို့ဝင်ရောက်ရှင်းပြိုင်မဲ့ပါတီတွေဟာလူတို့ထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေလို့အန်ယူဂျီပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် လက်ရှိမှာဂျမ်ပတ်စကောင်းစီကဂျင်းပါဖို့ဆိုင်းပြင်းနေတဲ့အဒူးရောင်ရွေကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေဟာပြည်သူလူထုရဲ့ထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်တယ်လို့အန်ယူဂျီမြို့သားညညရဲ့အစိုးရဝန်ကြီးချုပ်ယုံဒေါ်ဟေးစုပ်ဝင်ရှိသူဦးနေဘုံလက်ကပြောဆိုပါတယ်။ယမန်နေ့ကထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်စက်တုံးမြင်းဆောင်2025မှာ၎င်းကထုတ်ကဲသူပြောဆိုခြင်းဖြစ်ပါတယ်။လက်ရှိမှာအကြံပတ်စကောင်းစစ်ကလူထုဆန္ဒနဲ့ဆန်းကျင်ပြီးတရားမဝင်ဒုယောင်ရွေကောက်ပွဲတစ်ခုကိုအတင်းကျပ်ပြုလုပ်ရန်ဆိုင်းပြင်းနေကြောင်း အဲ့လိုစကောင်းစစ်ကပြုလုပ်ဖို့စ조사နေတဲ့တရားမဝင်ဒူးရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြရန်အတွက်မပုံတင်ထားကြတဲ့နိုင်ငံရေးပါတီရေးတွက်ဟာ2020ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးပေါင်းရင်တောင်မှပြည်ထောင်စုလွှတ်တော်မှာဆရာကိုင်းတို့ပြည်အောင်အနိုင်မရရှိခဲ့တဲ့လူထုထောက်ခံမှုမရှိခဲ့တဲ့နိုင်ငံရေးပါတီတွေဖြစ်တယ်လို့၎င်းကဆိုပါတယ်။အခုဂျမ်းဘတ်ဆဲဟုစုပြုလုပ်ဖို့စ조사နေတဲ့တရားမဝင်ဒူးရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြရမယ်ဆိုပြီးမှတ်ပုံးနေတင်ထားကြတဲ့အဲ့ဒီနိုင်ငံရေးပါတီတွေဟာပြီးခဲ့တဲ့2020ထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တောင်ပြည်ထောင်စုလွတ်တော်နေရာဆရာကိုင်းတို့ပြည်အောင်အနိုင်မရရှိခဲ့ကြတဲ့ပြည်သူလူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။လူထုထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီတွေကိုနီလန်ပေါင်းစုံနဲ့ဖိနှိပ်ထားပြီးတော့လူထုရဲ့ထောက်ခံမှုမရှိတဲ့ပါတီတွေနဲ့ဟန်ပြားလုပ်ဖို့ကြိုးစားနေတဲ့အဲ့ဒီတရားမဝင်ဒူးရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့ယတိကျန်တဲ့သဘောထားတွေကိုထပ်လောင်းပြောကြားလိုပါတယ်။ပြည်သူအနာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့တရားမဝင်စေဟုစုဟာအခုလိုရွေးကောက်ပွဲချင်းပါပိုင်ခွင့်အခွင့်အာဏာမရှိပါဘူး။ 2020ရွေးကောက်ပွဲရလက်ဟာနိုင်ငံရေးအရတရားဝင်မှုရှင်းလင်းစေဖြစ်ပြီးတော့အဲ့ဒီရွေးကောက်ပွဲရလက်အရပေါပေါလာတဲ့ဥပဒေပြုရေးမန်းနိုင်အုပ်ချုပ်ရေးမန်းနိုင်တွေဟာခိုင်မာတည်ရှိနေပါတယ်။ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ဆန့်ကျင်ပြီးတရားမဝင်တူးယောင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီချင်းစင်ကိုချိုးဖောက်ခဲ့တာပြင်ပြည်သူရဲ့ချုပ်ချာအာဏာကိုမတရားရယူဖို့ကြိုးစားခြင်းဖြစ်ပါတယ်လို့ဦးနေဖုံးလက်ကဆိုပါတယ်။ဒါပြင်လက်ရှိမှာပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CR Page က2008ဖွဲ့စည်းပုံခြေကံဥပဒေကိုပယ်ဖျက်တယ်လို့ 2021ခုနှစ်မတ်လ30ရက်နေ့ကကြေညာခဲ့ပြီဖြစ်ကြောင်းဒါကြောင့်ပဲဖြတ်ထားပြီးဖြစ်တဲ့အခြေခံဥပဒေအတိုင်းလုံဆောင်လျက်ရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့လုံရက်မှန်သမျှဟာတရားဝင်မှုမရှိတဲ့ဥပဒေမဲ့လုံရက်များသာဖြစ်တယ်လို့လည်းဆိုပါတယ်ဒါကြောင့်ဆေးရနာရှင်ကိုစန်းကျင်တော်လှန်နေတဲ့တော်လှန်ရေးအင်အားစုများအနေနဲ့ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy ပြည်ညင်နဲ့နိုင်ငံရေးလမ်းပြမြေပုံတွေအတိုင်းဆက်လက်ရည်တည်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဒါကြောင့်ပြည်သူလူထုတရက်လုံးအနေနဲ့အကြမ်းဖက်ဆေးဟုတ်စုကပြုလုပ်ရန်ကြိုးစားနေတဲ့ တရားမဝင်တူးယောင်ရွေးကောက်ပွဲကိုပူပေါင်းဆောင်ရွက်ခြင်းမပြုဘဲဝိုင်းဝန်းစန့်ကျင်ကြားရန်ဦးနေဖုံးလက်ကတိုက်တွန်းထားပါလိမ့်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အကြံဘက်စကောင်းစီထံသို့နိုင်ငံခြားငွေမသွင်းတဲ့ဘိုးကုံတွင်းကုံကုမ္ပဏီ169ခုနဲ့ကုမ္ပဏီဒါရိုက်တာဖော်ဝင်တွေကိုဘဟုပန်းကအမည်ပြစီးရင်ကျင်ညာတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါလိမ့်။အကြံဘက်စကောင်းစီထံသို့ဘိုးကုံရောင်းငွေနိုင်ငံခြားငွေမပေးသွင်းတဲ့ဘိုးကုံတွင်းကုံကုမ္ပဏီ169ခုနဲ့ကုမ္ပဏီဒါရိုက်တာဖော်ဝင်တွေကို အမေပြစရင်သွင်းတယ်လို့စစ်တပ်လက်အောက်ခံဗဟိုဘဏ်ကကြေညာလိုက်ပါတယ်။ယခင် NLD ဇိုးရလက်ထက်2016ခုနှစ်မှ2029ခုနှစ်အတွင်းဘိုးကုံနေတင်ပိုးခဲ့ကြတဲ့ဘိုးကုံသွင်းကုန်ကုမ္ပဏီများကိုအကြမ်းဖက်စကောင်းစီက၎င်းတို့ရဲ့လက်အောက်ခံဗန်များအတွင်းသို့နိုင်ငံခြားသုံးွေများပြန်လည်ထည့်သွင်းရန်ဖိအားပေးခဲ့ကြောင်းတို့ရမှာကုမ္ပဏီတွေကဘိုးကုံရောင်းဝယ်နိုင်ငံခြားငွေတွေကိုထည့်သွင်းခြင်းမရှိတဲ့အတွက်အစိုးပါကုမ္ပဏီများအားဘိုးကုံသွင်းကုန်လုပ်ငန်းရှင်မှတ်ပုံးတင်လက်မှတ်ပိတ်သိမ်းခြင်းများကိုဆောင်ရွက်ခဲ့တယ်လို့အကြမ်းဖက်စကောင်းစီရဲ့ကြေညာချက်အရသိရှိရပါတယ်။ 2025ခုနှစ်6လပိုင်း23ရက်နေ့ရဲ့စစ်စစ်ချက်အရ2016ခုနှစ်မှ2020ပြည့်နှစ်အတွင်းဘိုးကုံတင်ပို့ခဲ့ပြီးဘိုးကုံရောင်းငွေပြန်လည်ဝင်ရောက်ရန်ကြံရှိတဲ့ဘူတော်ပါကုမ္ပဏီ169ခုဟာနိုင်ငံသားတုံးွေစီမံခန့်ခွဲမှုဥပဒေစီမင်းအမိန်ကြောညာဇာတို့ပါတမတ်ချက်များကိုလိုင်းနာခြင်းမရှိတာကြောင့်အဲ့ဒီကုမ္ပဏီနဲ့ကုမ္ပဏီရဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကိုအမြင်မဲ့စီရင်ထည့်သွင်းခဲ့တယ်လို့ကြေညာပါတယ်။ဒါပြင်စကောင်းစီလက်အောက်ခံဗန်များထန့်တို့နိုင်ငံရောင်းငွေများကိုပြန်လည်ထည့်သွင်းပေးရန်စတက်ကကုမ္ပဏီများကိုထမ်းမှန်ပြီးအားပေးခဲ့ပေမဲ့ အစိုးရကိစ္စကိုလိုင်းနာကျမရှိဘူးလို့ဆိုကဘောကုံတွင်းကုံကုမ္ပဏီ199ခုနဲ့ကုမ္ပဏီရဲ့ဒါရိုက်တာဖွဲ့ဝင်တွေကိုအမြင်မဲ့စည်းရင်ထည့်သွင်းတယ်လို့စကောင်းစီကထုတ်ပြန်ကြေညာပါတယ်။ရန်ကုန်ခြေဆိုင်ဘောကုံတွင်းကုံတမတအူးကတော့လက်ရှိမှာဂျမ်ဘက်စကောင်းစီကနိုင်ငံခြားငွေနယ်ပါးနေတဲ့တူကရခိုင်အန်လန်ဒီဇိုးရလက်ထက်ကဘောကုံရန်ငွေနိုင်ငံခြားငွေကြီးစည်းရင်ဟောင်းတွေကိုပြန်လည်ကဘောကုံတွင်းကုံကုမ္ပဏီများကိုနိုင်ငံခြားငွေများစတက်လက်အောက်ခံဗန်များသို့ထည့်သွင်းရန်ဖိအားပေးခြင်းဖြစ်ကြောင်းဒါပြင်အဲ့လိုရေးရမှုကြောင့်ဘောကုံလုပ်ငန်းများလက်ပတ်မှုကိုထိခိုက်နေပြီး မူဝါဒတွေမတည်မငြိမ်ဖြစ်ပေါ်လာစေကြောင်းဒါပြင်အစိုးပါပိုးကုံတင်ပေါ်မှုများအပေါ်မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့တင်ချမ်းမှုနဲ့ကြီးညာချက်တွေကအကြီးကျယ်တက်ရောက်နေစေတယ်လို့သုံးသပ်ပြောဆိုပါတယ်ဒါပြင်ထိုကဲ့သို့အမည်ပြစည်းရင်ကြီးညာတဲ့ပြင်အကြမ်းဖက်စကောင်းစီကပိုးကုံကုမ္ပဏီများကိုထောင်ဒဏ်ချမှတ်ရေးရုံမဲလို့ချင်းချောက်ထားပြီးတော့နိုင်ငံသားတုံးဝေစီမံခန့်ခွဲမှုဥပဒေခန်းဆက်တဲ့ပုံမှန်38ခါခွေးမှာမြေသူမြပိုးကုံရောင်းဝယ်အားလုံးကိုဓမ္မကာလာတို့ရဲ့နိုင်ငံတော်အတွင်းမှာရှိတဲ့၎င်းရဲ့ဘဏ်ငွေစည်းရင်တို့ နိုင်ငံသားသုံးဝိနဲ့ထဲသွင်းရန်ပြက်ကွက်ခြင်းမရှိစေရလို့၎င်းအဆိုပါဒါမဲချက်ကိုဖောက်ပြက်ဂျိုးလုံးမကဘုံမ52ကာကြီးအရအဆိုပါသူကိုတနည်းတက်မပေါ်တဲ့ထောင်တန်ဖြစ်စေငွေတန်ဖြစ်စေဒဏ်နဲ့ရလုံးဖြစ်စေချမှတ်ရမယ်လို့၎င်းပြထန်းထားကြောင်းဒါကြောင့်ဘိုးကုံတင်ဖို့သူများအနေနဲ့ဓမတ်ကာလာတွင်ဘိုးကုံရောင်းဝယ်များပြန်လည်ဝင်ရောက်ရန်ဆောင်ရွက်ရမယ်လို့ဆက်လက်ချင်းချောက်ထားပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ရွေကောက်ပွဲဝင်လို့တဲ့စစ်ပတ်နဲ့ရပ်ပတ်ရရှိကြီးများစီးရင်မင်းအောင်လင်ကတောင်းခံထားပြီး ဂျန်ဖောပါတီနဲ့ချိန်ဆက်ရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။အကြံဘက်စကောင်းစီကမကြမီဂျင်ပါရန်ရှိနေတဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြန်ရန်ဆန္ဒပြုလိုတဲ့ဇပန်နဲ့ရပတ်ရာရှိကြီးများစီးရင်ကိုမယောင်းလင်ကတောင်းခံထားပြီးအဲဒီလိုရွေးကောက်ပွဲဝင်ဖို့ဆန္ဒပြုသူတွေဟာလက်ရှိရာထူးတောက်ဝင်တွေကနေအားယူရမှာဖြစ်ပြီးတော့ရွေးကောက်ပွဲအတွက်ဂျန်ဖောပါတီနဲ့ချိန်ဆက်လောက်ကန်ရမှာဖြစ်တယ်လို့နေပြီးတော့စစ်သတင်းရင်းမြစ်ကပြောပါရစေ။ယခုနှစ်မေလအတွင်းမှာဂျန်ဘက်စကောင်းဆောင်မယောင်းလင်ကအခုနေကုန်မိုင်မှာဂျင်ပါရန်စီစဉ်နေတဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ရှင်းပြရန်ဇာနာပြူလိုတဲ့စစ်ပတ်နဲ့ရပ်ပတ်ရရှိကြီးများရဲ့စည်ရင်းကိုတောင်းခံနေခြင်းဖြစ်ပြီးတော့စစ်တပ်ထမ်းမှလက်ရှိတာဝန်ထမ်းဆောင်နေဆဲဗိုလ်ချုပ်ကြီးတွေဒုတိယဗိုလ်ချုပ်ကြီးတွေအရင်အားစည်ရင်းမှာပါဝင်နေတဲ့ဗိုလ်ချုပ်တွေကိုဝေကောက်ပွဲဝင်ရန်ဇာနာပြူလိုခြင်းရှိမရှိတဘောထားဆန္ဒရယူစည်ရင်းပြုစုတင်ပြခိုင်းခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ရပ်ပတ်မှာလည်းလက်ရှိတာဝန်ထမ်းဆောင်နေဆဲဝင်ကြီးများဒူးဝင်ကြီးများနဲ့အကြံပေးပုဂ္ဂိုလ်များအနေနဲ့လည်း၎င်းရဲ့ရွေးကောက်ပွဲမှာပါဝင်ရန်ဇာနာပြူလိုခြင်းရှိမရှိတဘောရာဆန္ဒရယူစည်ရင်ပြုစုတင်ပြခိုင်းနေတယ်လို့သိရပါတယ်။ အခုရွေးကောက်ပွဲမှာပါဝင်ဖို့ဆန္ဒရှိရင်မိမိကိုယ်တိုင်ဆန္ဒပြုလို့ရပါတယ်။ဒါမှမဟုတ်ဗိုလ်ချုပ်ကြီးတွေအပြင်အရန်အင်အားစည်ရင်ဝင်ဗိုလ်ချုပ်တွေတီသဘောထားဆန္ဒစည်ရင်တောင်းတယ်လို့သိရတယ်။နောက်ပြီးရပ်ဘက်မှာလည်းလက်ရှိဝင်ကြီးတွေဒိုးဝင်ကြီးတွေနဲ့အကြံပေးပုဂ္ဂိုလ်တွေလည်းရွေးကောက်ပွဲအတွက်ပါဝင်ခြင်းရင်ဆန္ဒပြုလို့ရပါတယ်ဆိုပြီးသဘောထားဆန္ဒတွေတောင်းပါတယ်လို့နေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ကပြောပါတယ်။ထို့ကဲ့သို့ရွေးကောက်ပွဲမှာပါဝင်ရင်ဆန္ဒပြုလို့တဲ့စစ်ပတ်နဲ့ရပ်ဘက်ရရှိကြီးတွေဟာ၎င်းတို့ရဲ့ချမ်ပေါ်ပါတီနဲ့ချိန်ဆက်ရမှာဖြစ်ပြီးတော့ ပါတီဘဟုအလုံးမှုဆောင်အဖွဲ့ကခြားထားပေးတဲ့နေရာမဲဆန္ဒအနေနဲ့ပါတီကပေးရတဲ့တာဝန်များကိုထမ်းဆောင်ရမှာဖြစ်ကြောင်းလက်ရှိတာဝန်ယူထားတဲ့စစ်ဘက်နဲ့ရဲဘက်ယာတို့များမှရွေးကောက်ပွဲမတိုင်မီလာအနေငယ်လိုကလေးကအားယူရမှာဖြစ်ကြောင်းသိရပါတယ်မဲအောင်လိုင်က2022ခုနှစ်အောက်တိုဘာလတွင်မှဦးသိန်းစိန်ခန့်ခဲ့တဲ့ဂျန်ဖောပါတီဥက္ကဋ္ဌတန်တေးကိုဥက္ကဋ္ဌရာတို့တာဝန်ကနေနှုတ်ထွက်ရန်ဖိအားပေးခဲ့ပြီးတော့၎င်းရဲ့လူယုံဖြစ်တဲ့ခင်ကြီးကိုဝင်ကြီးတာဝန်မှအနာပေးကဂျန်ဖောပါတီဥက္ကဋ္ဌအဖြစ်ခန့်ခဲ့တာဖြစ်ပါတယ် ဒါပြင်2022ခုနှစ်အော်တိုဘာလ28ရက်နေ့မှာဂျန်ဖောပါတီဒုတိယဥက္ကဋ္ဌ1အဖြစ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးစော့တင်းကို၎င်းဂျန်ဖောပါတီတွင်ရည်မှုအဖြစ်ဗိုလ်ချုပ်ဟောင်းတောင်ဝင်းကို၎င်းမယောင်းလင်ကခန့်အပ်ခဲ့ပါတယ်။ဒါပြင်ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးကိုလည်းဂျန်ဖောပါတီရဲ့ဘိုးဘိုးအလုံးမှုဆောင်နဲ့နိုင်ငံတကာရေးရာကော်မတီတာဝန်ခံအဖြစ်အသွင်ပြောင်းပြီးစစ်ဘက်ရာထူးတာဝန်မှဂျန်ဖောပါတီသို့ပြောင်းရွှေ့စေခဲ့ပါတယ်။ဒါပြင်လက်ရှိဂျန်ဖောပါတီရဲ့ဘိုးဘိုးအလုံးမှုဆောင်ကော်မတီမှာမယောင်းလင်ရဲ့လူယုံများကထိပ်ပိုင်းရာထူးကြီးများကိုတင်ပိုက်ထားပါတယ်။မယောင်းလင်ကလာမယ့်ဒီဇင်ဘာလကနေ 2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကို၄ဘက်ကြာပြုလုပ်မှာဖြစ်တယ်လို့တရားဝင်ထုတ်ပေါ်ပြောဆိုထားခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့တကုံမျိုးတဲတောင်မိုင်မဆခွန်ရက်ကွက်မှာအသက်30အရွယ်ကိုအေးကိုကိုမပုံးတင်လုပ်ပေးမယ်လို့ဆိုကရက်ကွက်ရုံကိုလိန်ခေါ်ပြီးစတက်ကစမှုတန်းဖြင့်ဖမ်းဆီးသွားတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်တိုင်းတကုံမျိုးတဲတောင်မိုင်မဆခွန်ရက်ကွက်မှာအသက်30အရွယ်ကိုအေးကိုကိုမပုံးတင်လုပ်ပေးမယ်လို့ဆိုကရက်ကွက်ရုံကိုလိန်ခေါ်ပြီးစတက်ကစမှုတန်းဖြင့်ဖမ်းဆီးသွားတယ်လို့ကိုအေးကိုရဲ့မိတ်ဆွေတွေကပြောပါတယ်။ ယမနေ့ဇွန်လ30ရက်နေ့ကတကုံမျိုးတက်တောင်ပိုင်းမျိုးနယ်အမတ်စခွန်ရက်ကွက်ဂျူကြော့ဒဲတန်းမှာနေထိုင်တဲ့အသက်30ရွယ်ကိုအေးကိုကိုမှတ်ပုံးတင်လောက်ရန်တို့ရက်ကွက်ရုံတို့လာရောက်ရန်ခေါ်ယူခဲ့ကြောင်းအဲဒီနောက်ကိုအေးကိုကရက်ကွက်ရုံကိုသွားရောက်တဲ့အခါစစ်တပ်က၎င်းကိုစစ်မှုတပ်ဖြင့်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်ကိုအေးကိုကိုမှတ်ပုံးတင်လောက်ပေးမယ်ဆိုပြီးရက်ကွက်ရုံကိုခေါ်တာသူ့မှာမှတ်ပုံးတင်မရှိလို့ခူးချက်ချင်းလောက်ပေးမယ်ဆိုပြီးခေါ်တာသူတို့ကစိတ်ရပါတယ်မိသားစုကလည်းကြူးမာနေတာအဲ့ဒါရက်ွက်ယုံရောက်တော့တက်ကအတင်းဆောက်နေပြီး သူရောက်လာတော့တခါတည်းကားပေါ်ခေါ်တင်သွားတာလိန်ခေါ်သွားတာလို့ကိုအေးကိုရဲ့မိတ်ဆွေတဦးကရှင်းပြပါလိမ့်ထိုကဲ့သို့စမှုတန်းပြည့်လိန်လေခေါ်ဆောင်ခံရတဲ့ကိုအေးကိုအကြမ်းမဲ့ဆက်တက်ကမြည်ရင်းနေရာကိုခေါ်သွားတယ်ဆိုတာကိုမိသားစုကိုအတိမပေးဘဲနဲ့လာမဲ့ဇူလိုင်လအတွင်းမှာဖွင့်လှစ်မဲ့စမှုတန်းဘတ်စင်15ကိုတက်ရောက်ရမှာဖြစ်တယ်လို့သိရပါလိမ့်မပုံးတင်မရှိတဲ့သူကိုမပုံးတင်လုပ်ပေးမယ်ဆိုပြီးရက်ွက်ယုံကိုလိန်ခေါ်စစ်ထဲထဲတာကတော့အင်မတန်မှယုံမှလွန်တာလို့ကိုအေးကိုရဲ့မိတ်ဆွေတဦးကလည်းရှင်းလင်းပြောဆိုပါလိမ့် လက်ရှိမှာအကြံပေးစကောင်းစီက2024ခုနှစ်ဧပြီလမှစတင်ပြီးစမှုတန်တင်နန်းများကိုလားစင်ဖွင့်လှစ်ခဲ့ရမှာယခုကစမှုတန်အပတ်စဉ်15တို့ရောက်ရှိလာပြီလည်းဖြစ်ပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ညောင်တုံးမှာစတက်လာအောက်ခံပြည်သူစစ်လို့ခေါ်တဲ့ပြည်စော်တိများကအရသာပြည်သူကိုအောင်လင်းကိုဓာတ်နဲ့အเจ้าမဲ့ဝိုင်းခုတ်ပြီးရိုက်နှက်ကောင်စတနေ့ရဲကလည်းဆိုပါဒါနဲ့ခုတ်သူတွေကိုအေးမယူဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ AR တိုင်းညောင်တုံးမြို့နယ်အမှတ်6ရပ်ကွက်မှာ အရသာပြည်သူတဦးဖြစ်တဲ့ကိုအောင်လင်းကိုဓာရင်းနဲ့ဝိုင်းဝန်းခုံးပြတ်တာကြောင့်ကိုအောင်လင်းဟာအပြင်းထန်တန်းရရရှိခဲ့ပြီးအတန်းအနဲ့စိုးရင်ရကအတွင်လူနာဖြစ်စေခူးသားမှုခံယူနေရတယ်လို့ဒေသနေပြည်သူတွေကပြောဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ည10:00နာရီချိန်ကညောင်တုံးမြို့အမှတ်ကျောင်းရပ်ကွက်နေမှာကိုအောင်လင်းတို့ဇနီးမောင်နှံနှစ်ဦးစကားပြောနေစဉ်တကိုးဆိုတဲ့အော်တန်ကြားတာကြောင့်နေအိမ်အောက်ထပ်သို့ဆင်းကြည့်ရမှာပြူစော်တီဘိုချစ်ကအိမ်ပိုင်ရှင်ကိုအောင်လင်းရဲ့မျက်နှာကိုဓားနဲ့ခုတ်လိုက်ကြောင်းအဲဒီနောက်ထပ်မံပြီးတော့နောက်ထပ်ရောက်ရှိလာတဲ့ပြူစော်တီတွေကလည်း အိမ်ပိုင်ရှင်ကိုအောင်လင်းကိုနံမထုတ်များရဲတဲများဓားများနဲ့ထမ်းမှန်ဝိုင်းခုတ်ကြကြောင်သိရပါတယ်။သူတို့ကအဖွဲလိုက်တဲ့ကိုအောင်လင်းကိုဓားတွေရဲတဲနဲ့နံမထုတ်တွေနဲ့ရိုက်နေတာ။အခုကိုအောင်လင်းကမဟုတ်ပင်စရုပ်မှာတွင်းလူနာဖြစ်နေတယ်။ကိုအောင်လင်းကတဝင်းကိုတခိုးကတ်တာလားဆိုပြီးဆင်းကြည့်တဲ့ချိန်မှာအဲ့ဒီပြစောတိအဖွဲတွေကဝိုင်းခုတ်တာ။အဲ့ဒီဓားနဲ့ခုတ်တဲ့ပြစောတိတွေကိုညောင်တုံးမျိုးရဲစခန်းကလည်းအမှုပွင့်ရေယူတာမရှိဘူးလို့ဒေသနေပြည်သူတအူးကပြောပါတယ်။အဲ့လိုရတားပြည်သူကိုအောင်လင်းကိုဓားတွေရဲတဲနဲ့နံမထုတ်တွေနဲ့အုပ်စုဖွဲ့ရိုက်နှက်ခဲ့သူတွေဟာပြစောတိအဖွဲဝင်တွေဖြစ်ကြတဲ့ ဘိုးချေတန်းစိုးဇော်မင်းအောင်ရာစာမင်းစိန်ကလာ စင်ဦးနိုင်လင်းအောင်စော်ထက်ဇင်ထက်ကိုကရင်ကြီးတန်ဦးစိုးသိန်းမြင်းမောင်ငမဲကြော်တန်းနဲ့အောင်မင်းတို့အဖွဲ့ဖြစ်တယ်လို့ဒေသနေပြည်သူများထံကသိရပါတယ်။ညာဤအချိန်မတော်ယထာပြည်သူတဝူးရဲ့နေအိမ်ကိုအဲ့ဒီပြူစော်တီးတွေကသွားကတ်တာကပြစည်းခိုးဖို့ဖြစ်နိုင်တာပဲ။အင်ရှင်နဲ့တွဲတော့မှဝိုင်းဝန်းရိုင်းနှက်တာမျိုးလိုယူဆရတယ်လို့ညောင်တုံးမျိုးမှပြည်သူတအူးကပြောပါတယ်။အဆိုပါပြည်သူစေလို့ခေါ်တဲ့ပြည်စော်တီဖွဲ့တွေဟာ အကြံဖတ်စစ်တပ်ကလက်တက်မွေးထားတဲ့လက်ကင်တုံတပ်ဖွဲ့တွေဖြစ်ပြီးတော့အဒီဖွဲ့တွေကကျူးလွန်တဲ့ပြင်းမှုတွေနဲ့ရာဇဝဲမှုတွေကိုလည်းစစ်တပ်ရဲ့သဘောတူညီမှုမရဘဲနဲ့နေမြေကန်ရဲတပ်ဖွဲ့တွေကရေယူဖို့ခက်ခဲတယ်လို့ရဲသတင်းရေးမြစ်တချို့ကလည်းပြောဆိုထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နိုင်ငံတကာစာချုပ်များအရစစ်ပွဲများမှာ35နှစ်အောက်ကလေးများစစ်မှုထမ်းခိုင်းခြင်းကိုစိတ်ရဆွေးမှုဖြင့်တတ်မှတ်ထားတာကြောင့်မြန်မာကလေးများစစ်မှုထမ်းနေရမှုကို IIMM ကစတင်စုံစမ်းစစ်ဆေးနေပြီး စကောင်းစစ်က15နှစ်အောက်ကလေးငယ်များကိုဇမုတန်တသားဖြင့်စူဆောင်းမှုတတိများထွက်ပေါ်နေတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံတကာသဘောတူညီချက်စာချုပ်များအရအသက်15နှစ်အောက်ကလေးများစမှုထန်ခိုင်းခြင်းကိုဆေးရဆွေးမှုအဖြစ်သတ်မှတ်ထားတာကြောင့်မြန်မာနိုင်ငံတွင်းမှာကလေးငယ်များကိုစမှုထန်ခိုင်းနေခြင်းများကိုကုလသမဂ္ဂလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးရန်ရားကစုံစမ်းစစ်ဆေးနေပြီဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ယောမစာချုပ်ဂျနီဗာကွန်ဗင်းရှင်းများနဲ့တခြားနိုင်ငံတကာသဘောတူစာချုပ်များအရစစ်ပွဲများမှာသက်15နှစ်အောက်ကလေးငယ်များကိုစစ်သားအဖြစ်စုဆောင်းခြင်း ဒုံမဟုတ်အုံပြုခြင်းကိုတားမြစ်ထားပြီးတော့ဈေးရဆုံးမှုဖြင့်တတ်မှတ်ထားကြောင်းစစ်သားစုဆောင်ခြင်းဆိုဒီမှာစစ်တပ်မှတာဝန်ထမ်းဆောင်ရန်လူများကိုဇွဲဆောင်ခြင်းအားပေးခြင်းဖြစ်ပြီးတော့စစ်မှုထမ်းခိုင်းခြင်းဆိုတာမဝင်မနေရဒုံမဟုတ်မဖြစ်မနေစစ်ထဲဝင်ရခြင်းကိုရည်ညွှန်းကြောင်းနိုင်ငံတွင်းနဲ့နိုင်ငံတကာဥပဒေများမှာအရွယ်ရောက်ပြီးသူများကိုစစ်သားဖြစ်စုဆောင်ခြင်းဒုံမဟုတ်စစ်မှုထမ်းခိုင်းခြင်းကိုဂျမ်းပြင်းအားဖြင့်ခွင့်ပြုထားပေးမယ်လေကလေးများပါဝင်လာတဲ့အခါထိုကဲ့သို့စစ်သားစုဆောင်ခြင်းကိုဆေးရဆုံးမှုဖြင့်တတ်မှတ်နိုင်တယ်လို့ IMM ကပြောဆိုပါတယ်။လက်ရှိမှာ IMM အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်အဖွဲ့များနဲ့အစိုးရမဟုတ်တဲ့အဖွဲ့များကကလေးငယ်များကိုစစ်မှုထံခိုင်းစေတဲ့အမှုများကိုစုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ထုတ်ပြန်ပြောဆိုပါတယ်။ရခိုးကလာဟာစင်ခေါ်မှုများနဲ့ပြင်းထန်နေပေမဲ့လည်းမြန်မာနိုင်ငံမှာဂျူးလွန်နဲ့ဂျီလေးသောနိုင်ငံတကာရာဇဝဲမှုတွေကိုမြန်မာနိုင်ငံမှာဂျူးလွန်နဲ့ဂျီလေးတဲ့နိုင်ငံတကာရာဇဝဲမှုတွေကိုအမိန်ပေးသူဒုံမဟုတ်ကိုယ်တိုင်ဂျူးလွန်သူများကိုရန်နရကအားဆိုင်လှုပ်ဆောင်နေတာကိုအရှိန်ရှော့မှာမဟုတ်ကြောင်းရာဇဝဲမှုဂျူးလွန်သူတွေကမြေတီလူမျိုးစုဒုံမဟုတ်မြေတီနိုင်ငံရဲ့အဖွဲ့အစည်းကဖြစ်နေပါစေ ၎င်းတို့လုံရက်များအတွက်တရားရုံးမှာတရားစီရင်ခံရရေးကိုရှေ့ရှုလှုံ့ဆော်လျက်ရှိတယ်လို့ IMM ရဲ့အကြီးအကဲနီကိုလတ်စ်ခွန်ချန်ကဆိုပါတယ်။အချမ်းသက်စကောင်းစီတက်ကမြန်မာနိုင်ငံတဝမ်းမှာလုံငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးဇမှုတံတသားတက်များဖြင့်စုဆောင်လျက်ရှိရမှာ။အဲလိုစုဆောင်ခံရသူများထဲမှာ35နှစ်အောက်ကလေးငယ်များစွာပါဝင်နေတယ်လို့ဒေသနှင့်ပြည်သူများရဲ့ပြောဆိုချက်နဲ့တော်လိုင်းတပွဲများရဲ့ထုတ်ပြန်ချက်တွေအားသိရပါတယ်။ဇွန်လ24ရက်နေ့ပြည်သူလူမျိုးရေးတက်မတော် PLA ရဲ့ထုတ်ပြန်ချက်အရ ဇွန်လအတွင်းမှာဒိမ့်ပတ်ရရှိခဲ့တဲ့ပလဲမျိုးနယ်ကန်တောင်ရစကန်တိုင်တိုက်ပွဲမှာအသက်15နှစ်အရွယ်မောင်နေထက်လင်းကိုစစ်တုံးမှဖြစ်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အကြံဘက်စကောင်းစီတပ်ကရန်ကုန်မှာအသက်15နှစ်အရွယ်မောင်နေထက်လင်းကိုစစ်သားပြေပေါ်တာဆွဲဖမ်းဆီးပြီးစကိုင်းတိုင်းပလဲမျိုးနယ်ကန်တောင်ရစကန်တိုက်ပွဲသို့ပို့ဆောင်စဉ်စစ်တုံးမှဖြစ်ပြီးသူလူမျိုးရေးတပ်မတော် PLA ကဖမ်းဆီးရရှိတယ်လို့ PLA ကဆိုပါတယ်။အသက်15နှစ်အရွယ်မောင်နေထက်လင်းဟာရန်ကုန်မှာအကင်ရောင်းနေစဉ်စစ်တပ်ကတပ်သားပြေပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း အရင်းနောက်တောင်တွင်းကြီးမြို့မှာရှိတဲ့အမတ်ခွန်ဆဲချစ်ကန်လေချင်းရဲ့တပ်တင်တန်းချောင်းတို့ပို့ဆောင်ပြီးတင်တန်း၅လတက်ရောက်ခိုင်းကြောင်းအရင်းနောက်ပခိုးကူ၂၅နှစ်တက်တို့ရောက်ရှိပြီးမွန်မန့်တင်တန်းတခိုင်းကောင်ရဟရင်နဲ့ပလဲမြို့နယ်အင်မတီပြူစောဒီခြေဝါတို့ပို့ဆောင်ကြောင်းထိုမှာတစ်ဆင့်တိုက်ပွဲဖြစ်ပေါ်နေတဲ့ကန်တောင်ရဲစခန်းတို့ရောက်ရှိခဲ့ကြောင်းဘန်ကာတွင်တာဝန်ချတာစစ်မှအိပ်ပျော့နေတာကြောင့်စတက်ကပြန်ဆုတ်သွားတဲ့အချိန်မှာမနိုးဘဲနဲ့ချမ်းရဲထားခဲ့ကြောင်းစတုံမှန်မောင်နေထက်လင်းကဝန်ခံထွက်ဆိုထားပါတယ်အလားတူ2024ခုနှစ်အေပီလ3ရက်နေ့ နေပြီးတော့တကုံမျိုးနယ်အေချမ်းသာစံပြကြီးဝါမှာအသက်15နှစ်ရွယ်မောင်ဘိုးချစ်ကိုစစ်မှုထမ်းရန်တွယ်လို့ဆိုကစစ်တကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဂျေးဝါနေပြည်သူများထံမှသိရှိရပါတယ်။အချမ်းဘတ်စကောင်းစီတက်ကနေပြီးတော့တကုံမျိုးနယ်အောင်ချမ်းသာစံပြကြီးဝါတွင်သို့ဝင်ရောက်လာပြီးတော့စစ်မှုထမ်းဖို့မဲပေါက်ထားတဲ့မောင်မျိုးချစ်ကိုရှာမတွေ့တာကြောင့်၎င်းရဲ့ညီဖြစ်သူအသက်15နှစ်ရွယ်မောင်ဘိုးချစ်ကိုစစ်တကစစ်မှုတံတပ်သားဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။ဒါပြင်2024ခုနှစ်ဒီဇင်ဘာလ12ရက်နေ့ပဲခူးတိုင်းမင်းလာမြို့နယ်တင်တော်ရိုးရွာမှာ အသက်59နှစ်ရွယ်ဘိုးသားတူအပါဝင်လုံငယ်ဆယ်ဦးကျော်ကိုအကြံဘတ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ဒေသနေပြည်သူများကပြောဆိုပါတယ်။အကြံဘတ်စကောင်းစီက2024ခုနှစ်အပိလာမစတင်ကဒီသူစမှုတန်ဥပဒေနဲ့လားစင်စမှုတန်တင်တဲ့များဖွင့်လေကနိုင်ငံတော်မှာစမှုတန်တသားတင်များအကြီးကျယ်စုဆောင်းနေခြင်းဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်းကတော့စကိုင်းမျိုးနဲ့မင်းကွန်းတောင်ရွာငကပတ်ဘုံကြီးเจ้าမှာတဆွဲထားတဲ့စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုမှာစစ်သား၄ဦးတေဆုံးပြီး၄ဦးအရှင်မိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ စကိုင်းတိုင်းစကိုင်းမြို့နယ်မင်ကွန်းတောင်ရွာငကပတ်ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးတေဆုံးပြီး၄ဦးအရှင်ဖမ်းမိခဲ့တယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မွန်လွယ်တနအီခန်းကမင်ကွန်းဒေသမင်ကွန်းတောင်ရွာမှာရှိတဲ့ငကပတ်တောင်ဖုန်ကြီးကျောင်းမှာအင်အား30ခန်းနဲ့တက်ဆွဲထားတဲ့စကောင်းစီတပ်စခန်းကိုပြည်သူ့ကားကွယ်ရေးတပ်ဖွဲ့များကလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာအချမ်းဘက်စစ်သား၄ဦးတေဆုံးပြီး၄ဦးရှင်ဖမ်းမိက G3 အမျိုးသားတပ်နဲ့၄လက် MA1 အမျိုးအစားတနက်နဲ့လက်နဲ့လက်နဲ့ခဲရမ်းများတင်းစိတ်ရရှိခဲ့တယ်လို့သိရပါတယ်။စကားစားရဲ့စကန်တစ်ခုလုံးကိုတင်ပိုက်နိုင်ခဲ့ပါတယ်။အလောင်းလေးလောင်းနဲ့သုံးပန်းလေးဦးဖမ်းမိခဲ့တယ်။ကျန်းတဲ့စကွေးတွေကအကုန်ထွက်ပြေးသွားတာပါ။မင်းကုံရဲ့စကန်ကနေစကူတွေအများပြားတက်လာတာရဲ့ဘုံကြီးချောင်းဖြစ်နေတာရဲ့ကြောင့်စကွေးစကန်ကိုမီးရှို့ရှင်းလင်းတာမျိုးမလုပ်ခဲ့ပါဘူးလို့ယူနီကွန်းပြောက်ကြတပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။အဆိုပါတကိုင်းမှုကိုယူနီကွန်းပြောက်ကြတပ်ဖွဲ့နဲ့တူ NoMo 111 NMD တပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူမစိုးရင်ညာတန်းရရရှိခဲ့တယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့သုံးတိနားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်သူ့ပြပါသတင်းဒေါ်လိုင်းဖက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရွှင်လန်းချမ်းမြေကြပါစေခင်ဗျာ။